မြောက်အကျံအခန်းကြီး၃ဖမြောက်အကျံအခန်းကြီး၃သည်မောရှေနှင့်မိတောက်နေသောရှင်ဘုတ်အကြောင်းဖြစ်သည်မောရှေသည်မိမိယောက်ခမမိဒံယစ်ပရောဟိတ်ရေတယောဤတိုးစိတ်များကိုထိန်စဉ်တောနောက်ဘက်သို့ဆောင်းသွား၍ဟောရဲ့အမိရှိသောဖျားသခင်ဤတောင်သို့ရောက်လေ၏ထိုအခါဖျားသခင်ဤကောင်းကင်တမန်သည်ခြုံထဲကထွက်တော် မီးလျံ၌ထင်ရှား၏မောရှိသည်ကြည်သောအခါမီးလောင်၍ခြုံမကျွမ်းပဲရှိသည်ကို မြင်လျင်အဘဲကြောင့်ခြုံမကျွမ်းပဲရှိသည်နီဤထူးဆန်းသောယူပါယုံကိုငါတွား၍ကြည့်ရှုမည်ဟုဆို၏မောရှိတွား၍ကြည့်ရှုကြောင်းကိုသာဝရဖျားမြင်တော်မူလျင် မောရှိမောရှိဟုခြုံထဲက ခေါ်တော်မူ၏မောရှိကလည်းအကျွန်ုပ်ရှိပါ၏ဟုလျှောက်လေ၏ ဘုရားသခင်ကလည်းမချင်းနဲ့တင်ဤခြေနှင်းကို ချွတ်တော့တင်နှင်းသောအရက်ကတန့်ရှင်းသောမြေဖြစ်သည်ဟု၍၎င်းငါသည်တင်အပဤဖျားအာဗြံဤဖျားဣဇက်ဤဖျားယာကုပ်ဤဖျားဖြစ်သည်ဟု၍၎င်းမိန့်တော်မူ၏မောရှေသည်ဘုရားသခင်ကိုမကြည်ဝမ်းမိမိမျက်နှာကို ဖုံးလျက်နေ၏ထာဝရဘုရားကလည်းအေဂုတုပြည်၌ရှိသောငါဤလူတို့ခံရသော ညင်စေခြင်းကိုငါစစ်စစ်မြင်ခဲ့ပြီသူတို့ကိုစေခိုင်းသောသခင်တို့ကြောင့်သူတို့မိတမ်းသောအတန်ကိုလည်းငါကြားခဲ့ပြီသူတို့နာကြည်ခြင်းဝေဒနာကိုငါသိ၏သူတို့ကိုအေကုတုပြီအေကုတုလူတို့လက်မှကယ်နှုတ်၍ခာနနိလူဟိတ်တိလူအာမောရိလူဖေဒစီလူဟီဝိလူယေဘူးတိလူတို့နေရာ နိုးနှစ်ပြားရီစီးတက်သောပြည်သူပို့ဆောင်ခြင်းကငါအစင်းလာပြီယခုတွင်လဲဣတရလအမျိုးတို့ငိုကြွေးသောအတန်သည်ငါထံသို့တက်ရောက်၍သူတို့ကိုအေကုရုလူတို့သည်နှင်းဆဲခြင်းအမှုကိုလည်းငါမြင်ရပြီထို့ကြောင့်ယခုတော်လောတင်းသည်ငါဤလူဣတရလအမျိုးတို့ကိုအေကုရုပြည်မှနှုတ်ဆောင်မိအကြောင်း တင့်ကိုဖာရောဘုရင်ထံသို့ငါစီလွတ်မည်ဟုမိန့်တော်မူ၏မောရှေကလည်းအကျွန်ုပ်သည်အဘယ်သို့သောသူဖြစ်၍ဖာရောဘုရင်ထံသို့ဝင်သည်ဖြစ်ဣသရေလအမျိုးတို့ကိုအဂုရုပြည်မှနှုတ်ဆောင်ပါမည်နီးဟုဘုရားသခင်အားခြောက်လျင်ဘုရားသခင်ကအကယ်စင်စစ်ငါသည်တင့်ပန်း၌ရှိလိမ့်မည်ငါသည်တင့်ကိုစီလွတ်ခြင်းလက္ခဏာတည့်တည့်ဟုမူကားတင်သည် ထိုလူတို့ကိုအဂုရုပြည်မှ နှုတ်ဆောင်ပြီးလျင်ဤတောင်ပေါ်မှာဘုရားသခင်အားဝိပုရလိမ့်မည်ဟု မိန့်တော်မူ၏မောရှိကလည်းအကျွန်ုပ်သည်ဣသရေလအမျိုးတို့ရှိရာသို့ရောက်၍တင်တို့ဘိုးဘေးများဤဘုရားသခင်သည်ငါ့ကိုတင်တို့ရှိရာသို့ဆေလွတ်တော်မူပြီဟု အကျွန်ုပ်ဆိုလျင် သူတို့ကဖို့ဘုရားသခင်၏နာမတော်ကအဘယ်သို့နည်းဟုကျွန်ုပ်ကိုပြန်၍မေးသောအခါ အဘယ်သို့ပြန်ပြောရပါမည်နည်းဟုဖျားသခင်အားမေးချောက်လေ၏ဖျားသခင်ကလည်းငါဖြစ်သည့်အတိုင်းငါဖြစ်၏ဟု၍၎င်းငါဖြစ်သည်ဟု အမည်ရှိသော သူသည်ငါ့ကိုသင်တို့ရှိရာသို့ဆေလွတ်တော်မူပြီဟုဣတိလအမျိုးတို့အားပြန်ပြောလော့ဟု၍၎င်းမောရှေအားမိန့်တော်မူ၏တဖန်ဖျားသခင်ကသင်တို့ဘိုးဘေးများ၏ဖျားသခင်အာဗြဟံ၏ဖျားဣဇက်၏ဖျား ယာကုပ်၏ဖျားတီးဟုသောထာဝရဖျားသည်ငါ့ကိုတင်လို့ရှိရသို့ဆေလွတ်တော်မူပြီဟုဣတိရလအမျိုးတို့အားပြောရမည်။ထိုအမည်သည် အစဉ်ငါအမည်ဖြစ်၏။လူမျိုးအစဉ်အဆက်မပြတ်ငါဘွဲ့နာမဖြစ်၏။တွား၍ဣတိရလအမျိုး အသက်ကြီးသူတို့ကိုစုဝေးစေပြီလျင်တင်တို့ဘိုးဘေးများ၏ဖျားသခင်အာဗြဟံ၏ဖျားဣဇက်၏ဖျားယာကုပ်၏ဖျားတီးဟုသော ထာဝရဘုရားသည်ငါအားထင်ရှားတော်မူလျက်အကယ်စင်စစ်တင်တို့ကိုငါအကြည့်ရှုလာ၍အေကုတုပြည်၌တင်တို့အားပြုသောအမှုကိုငါမြင်ပြီအေကုတုပြည်၌ခံရသောဒုက္ခတွေကတင်တို့ကိုငါနှုတ်၍ခာနနိလူခေတိလူအာမောရိလူဖေရစီလူဟိဝိလူရေဘူးတိလူတို့နေရာနိုးနှင့်ပြားရစီးတတ်သောပြည်သို့ပို့ဆောင်မည် ငါဂရိရှိသည်ဟု သူတို့အားပြောလောသူတို့သည်တင်ဤစကားကိုနားထောင်၍တင်သည်ဣတရလအမျိုးအသက်ကြီးသူများပါလျက်အေကုရုရှင်ဘုရင်ထံသို့ဝင်သည်ဖြင့်ဟေပြဲလူတို့ဤဘုရားသခင်ထာဝရဘုရားသည် အကျွန်ုပ်တို့နှင့်တွေ့တော်မူပြီးအကျွန်ုပ်တို့ဤဘုရားသခင်ထာဝရဘုရားအားရစ်ပူဇော်ခြင်းကတောသို့သုံးရခီးတော်သော အခွင့်ကို ပေးတော်မူပါဟု၆ရာမီအေကုရုရှင်ဘုရင်သည် ကြီးစွာသောတကိုးကို မတွေ့မမြင်လျင်တွားရသောအခွင့်ကိုတင်တို့အားမပေးချောင်းကိုငါတည်၏ငါသည်လဲလက်ကိုဆန့်၍ဧကုတုပြည်ထဲ၌ငါပြုလက်တန်သောငါဤအံ့ဩဖွယ်သော အမှုရှိသည်များတို့နှင့်ထိုပြည်ကိုတန်ခတ်မည်ထိုနောက်ဧကုတုရှင်ပြင်းသည်တင်တို့ကိုလွတ်လိမ့်မည်ထိုလူမျိုးသည်ဧကုတုလူတို့ထံ၌မျက်နှာရသောအခွင့်ကိုငါပေး၍တင်တို့သည်ထွက်သွားသောအခါ လက်ချီမသွားရကြအကြောင်းမူကားမိမတိုင်းမိမိအိမ်နီးချင်းမိမိအိမ်မှာတဲသောသူ၌ငွေတစား၊ရွှေတစားနှင့်အဝတ်တစားများကို တောင်း၍တင်တို့သားသမီးများကိုတစားစင်စီသည်ဖြင့်အေကုတုလူတို့၏ဥစ္စာကို လူယူကြလိမ့်မည်ဟု မောရှေအားမိန့်တော်မူ၏ဖမြောက်အကျံအခန်းဤသုံးပြပါပြီအားလုံးကိုဘုရားသခင်သာ၍ကောင်းချီးပေးပါစေ။ Amém.